မွေးရပါလက်နှစ်ဖက်မရှိပေမယ့်မြန်မာနိုင်ငံကတော်ဆုံတက်တူးပညာရှင်စုကိုရခဲ့တဲ့ကိုဝီယမီမတန်ပေမယ့်စွမ်းနေဆိုတဲ့အတိုင်းမွေးရပါလက်နှစ်ဖက်မရှိပေမယ့်ခြေတောင်းတဲ့တက်တူးထုကမြန်မာတိုင်းငံလုံးမှာအရေးချင်းရှိဆုံးတက်တူးစရာအဖြစ် ဒရင်တက်တူးပြန်ပွဲမှာဆူရရှိသွားတာကတက်တူးဆရာကိုဝေယံမင်းမှာကိုဝေယံမင်းဟာအေရီတိုင်းအိမ်မဲမြို့နယ်ရွာသားကြီးကြီးရွာကဖြစ်ပြီးတော့လက်မရှိပေမဲ့ခြေတော်နဲ့အနုပညာဆန်တဲ့တက်တူးလက်ရာကောင်းစားတွေကိုထိုးနိုင်တဲ့တက်တူးဆရာဖြစ်ပါတယ်။ကိုဝေယံမင်းဟာမွေးဖွားလာကလေးကလက်နှစ်ဖက်မရှိဘဲနဲ့ခြေတော်နဲ့ဆဆရရာလုပ်ကင်ရတာဖြစ်ပါတယ်။ကိုဝေယံမင်းဟာအခုလိုမျိုးလက်နှစ်ဖက်မပါတာကြောင့်လည်းတခါတလေမှလူတွေနေတာလူထုဆန်တယောက်လိုဝိုင်းကြည့်ကြတာကိုလည်းခင်ရပါတယ်။ဒါပေမဲ့ကိုဝေယံမင်းဟာဘဝကိုရှုံးမပေးဘဲစူးစမ်းခဲ့တာဖြစ်ပါတယ်။ဒါ မဲ့လည်းတချို့ကတော့ကိုဝဲအမင်းကိုမယုံကြည်ကြဘူးလို့ဆိုပါတယ်အထူးသဖြင့်သူများတွေတောင်မှလက်နဲ့ဂယုတစိုက်ထိုးရတဲ့တတူးကိုကိုဝဲအမင်းကခြေထောက်နဲ့ထိုးနေတာကြောင့်မှတတူးဆိုတာကရေပြားမှာထိုးရတာဖြစ်ပြီးခုခုမရင်သွားရင်ပြန်ဖြတ်လို့မရပါဘူးဒါပေမဲ့ကိုဝဲအမင်းရဲ့လက်ရာကအခြားသောတတူးဆရာကြီးထက်တောင်မှတားရလို့ဆိုပါတယ်